ကျွန်တော်တို့စာသုံးခြင်းရဲ့ခေါင်းစဉ်ကတော့အမတ်လက္ခဏာဒီတဲ့အသင်းတော်ကိုတိဆောက်ခြင်းဒီနေ့ညစာသုံးခြင်းကအသင်းတော်ကိုဘလို့တိဆောက်တယ်လဲဒါအရေးကြီးတဲ့အချက်ဖြစ်ပါလေလို့ဒီထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တို့ဒီတဲ့သခင်ဖျားကို လက်တွေ့ကြစွာတွေ့ကြုံခံစားခြင်းမရှိပါကား အသင်းတော်ကိုတိဆောက်ရန်လုံးလုံးမဖြစ်နိုင်ပါဘူးတဲ့ဒီစကလုံးအရန်ရည်ကြီးတယ်ဆိုတာကိုကျွန်တော်เนาะကျွေးမွေးခြင်းခံစားရတယ်တခင်ဖျားကိုကျွန်တော်တို့ကလက်တွေ့ကြစွာလက်တွေ့ဆိုတာ experience ကိုယ့်ရဲ့အတ္တအထဲထဲမှာ transition ဖျား ကျွန်တော်ကိုအသက်ရှင်ပြီးခြင်းကျွန်တော်အထဲမှာအလုတ်လုတ်ပြီးခြင်းကျွန်တော်အထဲမှာထိမ့်ချုပ်ပြီးခြင်းကျွန်တော်အထဲမှာဗိတ်တိတ်ပြီးခြင်းအဲ့ဒီတခင်ဖျားနဲ့ကျွန်တော်ကလက်တွေ့တွေ့ကြုံခံစားခြင်းမရှိခဲ့ဘူးဆိုရင်အသင်းတော်တိဆောက်ခြင်းလုံးဝမဖြစ်နိုင်ကျွန်တော်တို့ ကျန်းစာကြောင်းသွားရင်ကျန်းစာကြောင်းအသည့်တွေအများကြီးတည်နိုင်တယ်။နော်စာတွေဖတ်ပြီးမှ အများကြီးတည်နိုင်တယ်။စာဖတ်ပြီးမှတည်နိုင်တယ်။ကြောင်းသွားပြီးမှတည်နိုင်တယ်။ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအแทထဲမှာသခင်ဖျားနဲ့လက်တွေ့ကြစွာတွေ့ကြုံခံစားခြင်းမရှိတဲ့အတ္တကစစ်မှန်သောအသိတော်ကိုတိဆောက်ခြင်းမဟုတ် လူတွေလှုပ်တဲ့အသင်းတော်တွေကတော့ဖြစ်သွားမယ်။ဒါကြောင့်ဒီနေ့ဒီစာရေးဆရာပြောတဲ့ဥစ္စာသူစိုးရိမ်တဲ့အရာသူစိတ်ထဲမှာပြတနာเนาะစိုးရိမ်နေတဲ့အရာနှစ်ချက်ကိုသူပြောသွားတယ်။ဒီအသင်းတော်နဲ့ပတ်သက်ပြီးမှသူဘာပြောတယ်လဲဆိုတဲ့အခါကျရင်เนาะပထမတစ်ချက်ကဘာလဲလို့ပြောတဲ့အခါမှာတဲ့ကျွန်ုပ်ဒီတဲ့เนาะ သူနှစ်ချက်ရှိတဲ့ဥစ္စာကိုပြောတယ်ပထမတစ်ချက်ကတဲ့မြားစွာတော့နော်ချစ်ဖွယ်ကောင်းတဲ့ညီကိုညီမများဟာတဲ့ခရိယန်လောကရဲ့မကောင်းတဲ့အရာများစွာကိုမြင်ခဲကြတိတာမကတဲ့ကိုတော်ဤအသင်းတော်နဲ့အတူတဲ့တခင်ပြားရဲ့တစုံတစ်ခုတော့နီလန်းကို တွေ့မြင်ခဲ့ကြပြီးဖြစ်တော်လဲသူတို့ဒီအပြင်ပိုင်းနီးစနစ်များဖြင့်အဲ့ဒီစကလုံးလာပြီး အပြင်ပိုင်းဤစနစ်များဖြင့်အသင်းတော်အတ္တတာကိုလက်တွေ့လှုပ်ဆောင်နေမိကိုကျွန်ုပ်စိုးရိမ်ပါれစိုးရိမ်တဲ့အရာအသင်းတော်တိဆောက်တယ်ဆိုတာတဲ့အပြင်ပိုင်းဤစနစ်နဲ့အသင်းတော်ကိုတိဆောက်နေတာကိုကျွန်တော်စိုးရိမ်တယ်နော်တဲ့ခုနပြောပြီးပြီအသင်းတော်တိဆောက်တဲ့အတ္တတာကကျွန်တော်တို့ကစအုပ်ဖတ်ပြီးမှ ကျွန်တော်တို့ကအတင်းတော့တိဆောက်လို့ရတာပေါ့မဟုတ်ကြောင်းသွားပြီးမှတိလာခဲ့အရာနဲ့ကျွန်တော်တို့တိဆောက်လို့ရတာမဟုတ်ခုနပြောခဲ့ပြီးပြီအတင်းတော့ဘလို့တိဆောက်လဲတခင်ဖျားနဲ့လက်တွေ့ကြစွာတွေ့ကြုံခံစားတော့အတက်တာဘာကိုပြောတာလက်တွေ့ကြစွာတွေ့ကြုံခံစားတော့တခင်ဖျားကျွန်တော်အထဲမှာအရင်ဦးဆုံး အလုတ်လှုပ်ဆောင်ခွင့်ရရလားအဲ့ဒါကိုကိုကိုမေးရဖယားကကျွန်တော်ကိုအလုတ်လှုပ်ခွင့်မရပဲနဲ့ကျွန်တော်ကသွားပြောရင်ကျွန်တော်ကအာလူပေးတာပဲကျွန်တော်အထဲမှာမဖြစ်ပဲနဲ့ကျွန်တော်ကသွားပြောအာလူပေးတာအာလူပေးတာဒါကြောင့်မို့သူစိုးရိမ်တဲ့အရာကိုပြောနေတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာတဲ့တခင်ဖျားကိုလက်တွေ့ကြစွာ တွေ့ကြုံခံစားတော့အသက်တာမှာတခင်ဖျားကျွန်တော်အထဲမှာအလုတ်လုတ်ဆောင်နေရလားဒုတိယတစ်ချက်တခင်ဖျားကိုကျွန်တော်အထဲမှာအသက်ရှင်နေရလားတတိယတစ်ချက်တခင်ဖျားရဲ့ထိမ့်ချုပ်ခြင်းကိုကျွန်တော်ခံနေရလားအာမင်အာမင်ဒါရီနော်ထိမ့်ချုပ်ခြင်းလို့ပြောရခုနပြောပြီးအဝတ်အစားလည်းပါတယ်တဲ့အစားတောက်လည်းပါတယ်ဟုတ်တယ်မန်နေကျွန်တော်တို့ရဲ့အသက်တာထဲမှာ နော်ထိမ့်ချုပ်ခြင်းလို့ပြောရင်ကျွန်တော်တို့ရဲ့နှုတ်ရှာပါဇက်လဲပါတယ်တကယ်ပြောတာမလေးလူဆိုတာမြင်မြင်တမျောက် ပြောလိုက်ခြင်းတယ်ဒါပေမဲ့သခင်ရဲ့ထိမ့်ချုပ်တော်အတ္တရှိဖို့လိုအပ်တယ်ကျွန်တော်မပြောလိုက်လို့ပြဿနာမရှိ ပြောမိလိုက်တော့ကြောက်သိုးသွားတဲ့ကိစ္စတွေအများကြီးပဲထိမ့်ချုပ်တဲ့အတ္တသခင်ကျွန်တော်အထဲမှာထိမ့်ချုပ်တော်အတ္တကျွန်တော်ရဲ့ တွေးတာကျွန်တော်ရဲ့ဇာတိအားလုံးကိုသခင်ရဲ့ထိမ့်ချုပ်ခြင်းအောက်မှာရှိတော်အတ္တတာကိုလက်တွေ့တွေ့ကြုံခံစားတော်အတ္တတာရှိဖို့လိုတယ်။နောက်တစ်ခုပိတ်တိတ်ပြီးခြင်း။အော်သခင်ယေရှုကိုရောကိုယေရှုတင်တယ်။ဒါကြောင့်မို့စာရေးသူကဘာပြောလဲဆိုတဲ့အခါမှာ ီနေ့အသင်းတော်တည်ဆောက်တဲ့အခါမှာတဲ့ကျွန်တော်တို့ကအပြင်ပိုင်းနဲ့နီးစနစ်နဲ့အသင်းတော်အသက်တာကိုလက်တွေ့လှုပ်ဆောင်နေမယ်ဆိုရင်ကျွန်ုပ်စိုးရိမ်ဘာကြောင့်လဲဆိုအခုဒီနောက်ပိုင်းမှာအသင်းတော်ဆိုရင်သိရမလားဟာဒီအောင်မြင်နေတဲ့အသင်းတော်ကြီးမှာဟာသူတို့ဘလို့လုပ်နေလဲ copy paste လုပ်ချင်ကြ No 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 အဲ့ဒါမဟုတ်ဟာဒီတဲ့တော့ဗါလေဟာ worship နဲ့အောင်မြင်တယ်กว่าတဲ့ praise and worship နဲ့ကဲလာငါတို့လည်းပဲတဲ့ share တီးတတ်တဲ့တို့ခေါ်မယ် share ဆိုတတ်တဲ့တို့လာစမ်း ဖြစ်သွားနိုင်ပါတယ်အစီအစဉ်အနေနဲ့တော့ဖြစ်သွားနိုင်ပါတယ်ထပ်ပြောပြစီဒီနေ့ကျွန်တော်စာတုံးခြင်းထဲမှာအသင်းတော်စစ်မှန်တော်အသင်းတော်အတ္တတော်ဖြစ်မလားအစီအစဉ်တစ်ခုကတော့ဖြစ်သွားနိုင်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးမှဘာကိုသွားဆင်ခြင်တယ်လဲလို့ပြောတဲ့အခါမှာသခင်ယေရှုတတ်တော်ထင်ရှားတဲ့အခါမှာယေရုရှလင်မြို့မှာလေ ပလိဗိမှန်တော်အကြီးကြီးဟိနေတာဟိနေတာမအစီစဉ်အကုန်ရှိတယ်နော်မလိပရိုစီဂျာတွေနဲ့ဘယ်လိုလုပ်ရမယ်ဘယ်လိုဝင်ရမယ်ဘယ်လိုထွက်ရမယ်အစီစဉ်အကုန်ရှိတာဗျာဒါပေမဲ့တခင်ကနေရာကိုမရတာနေရာမရဖြစ်တဲ့တော့ပြောတာနော် ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအသင်တော်တိဆောက်တဲ့အသင်တော်တိဆောက်တဲ့အမဘုရားကြောင့်လေးဆောက်လိုက်အမိုးချွန်ချွန်လေးနဲ့အမလေးအစီစဉ်လေးလှုပ်လိုက်နဲ့ဒါပြီးသွားရင်ထင်တယ်မပြီးဘူးချစ်တော်မိသားစုအဲ့ဒါအစီစဉ်တစ်ခုအနေနဲ့เนาะလူတွေခေါ်ဝေါ်တဲ့เนาะဘုရားကြောင့်လေးတော့ဖြစ်သွားတာပေါ့ဒါပေမဲ့သခင်ဘုရားတိဆောက်တော့အသင်တော်အသက်တာဖြစ်မလားသခင်ဘုရားတိဆောက်တဲ့အသင်တော်အသက်တာဘာလဲဆိုရင်ဒီနေ့ အာဒံနဲ့အေဝအကြောင်းပြောထားတယ်။အေဝကဘုဒ္ဓစီကနေလာတာလေတဲ့။အာဒံစီကနေလာတာ။အာဒံရဲ့အထဲကနေထွက်လာတာ။အေးကောင်းတယ်နော်အဲ့ဒီထဲမှာရည်ထားတဲ့ဥစ္စာ။အေဝဒီတဲ့အာဒံမှထွက်ပေါ်လာခဲ့တော့ကြောင်းအာဒံရဲ့တစုံတစ်ခုတော့အရာ။အေဝကပြောလိုက်တာရှင်းတယ် အာဒံကနေတစုံတစ်ခုထွက်လာတဲ့အရာဖြစ်တယ်။အာဒံမနော်ထွက်ပေါ်လာတော့သူတာလျင်တဲ့အာဒံရဲ့ဇနီးဖြစ်နိုင်တယ်။သိရှင်းတယ်နော်အဲ့ဒီဥပမာကျွန်တော်တို့ကိုကြွေးတာ။ထပ်ပြောမယ်တဲ့အသင်းတော်ကိုတဲ့ခရစ်တော်မှထွက်ပေါ်လာတော့အရာအဖြစ်တာလင်တည်ဆောက်နိုင်ကြောင်းတဲ့အတိပြုပေးထားခြင်းဖြစ်သည်ဒီနေ့အသင်းတော်ဆိုတာအစီအစဉ်တွေနဲ့ အပြင်ပိုင်းဆိုင်ရာနဲ့เนาะအမလီလူတွေတဘောကြအောင်အမလီလူတွေเนาะလူတွေကိုဆွဲဆောင်ပြီးမှ အစီစဉ်အမိုက်စားတွေနဲ့သုံးပြီးမှအသိန်းတော်ဖြစ်လာတာမဟုတ်ဘူးအသိန်းတော်ဆိုတာခုနပြောပြီးပြီခရစ်တော်ကနေ ထွက်လာတော့အရာဖြစ်တယ်အေးဝဆိုတာအာဒံကနေထွက်လာတာဖြစ်တယ် အသင်းတော်ဆိုတာခရစ်တော်ကနေထွက်လာတာအစီအစဉ်ကနေထွက်လာတာဒါကြောင့်သူအနေနဲ့စိုးရိမ်တဲ့အခါမှာအဲ့ဒါပြောတာအပြင်ပိုင်းတဲ့ဤစနစ်များဖြင့်အသင်းတော်အသက်တော်လက်တွေ့လှုပ်ဆောင်နေမိကိုကျွန်ုပ်ဆိုအပြင်ပိုင်းအရာနဲ့ပဲအလုရှုပ်ပြီးမှအတွင်းထဲမှာဖျားရယူပြီးချင်းဖျားအသက်ရှင်ပြီးချင်းဖျားတခင်အလုလုပြီးချင်းဖျားတခင်ရဲ့ ထိမ့်ချုပ်ပေးခြင်းဖခင်ရဲ့ပိတ်တိတ်ပေးခြင်းတွေကျွန်တော်တို့ရဲ့အတ္တအထဲမှာဖခင်ကိုယ်တော်တိုင်ကကျွန်တော်ရဲ့ဝိညာဉ်ထဲမှာအလုလုနေတာကိုကျွန်တော်ကလက်တွေ့တွေ့ကြုံခံစားခြင်းမရှိဘူးဆိုရင်တဲ့ကျွန်တော်တို့ကအပေါ်ယံအဲ့ဒီအပေါ်ယံကိုသူစိုးရိမ်နေတယ်ဒါပထမတစ်ချက်ဒါကြောင့်ဒီနေ့အသင်းတော်အတ္တတိဆောက်ခြင်းဆိုတာဖခင်ရဲ့အသက်ထဲကနေပဲကျွန်တော်တို့တိဆောက်ရတာဖြစ်တယ် ဒါကြောင့်ဖခင်ရဲ့အသက်ကနေတိဆောက်ရတယ်လို့ပြောတဲ့အခါမှာကိုကိုတိုင်ပါလို့ပို့တယ်အဲ့ဒီအသက်ကိုအထဲမှာအလုတ်လုတ်ခွင့်ရရလားကိုကိုတိုင်တွေးကြုံခန်းစားဖို့ရှိရတာကိုအထဲမှာထိုးတခင်အသက်ရှင်နေရရရလားတခင်ရဲ့ထိမ့်ကျုပ်ပေးခြင်းထဲမှာကျွန်တော်ကဝန်ခံနေရလားအာမင်တခင်ဖျားကိုတော့ကိုချစ်ပါတယ်နောက်တစ်ချက်နောက်တစ်ချက်ကတော့ နော်သူစိုးရိမ်တဲ့အရာနောက်တစ်ချက်ကနော်သူဘာပြော့လဲဆိုတဲ့အခါမှာကျွန်ုပ်တို့ဒီတဲ့ကျွန်ုပ်တို့ကတဲ့ခရစ်တော်ဒီကျွန်ုပ်တို့ရဲ့အသက်ဖြစ်ကြောင်းကိုများစွာပြောဆိုကြမည်ဖြစ်တော်လဲဒါကတင်ချင်းရလာတဲ့အဖွဲအသက်ဖြစ်ကြောင်းကိုပြောဆိုကြမည်ဖြစ်တော်လဲ၎င်းကိုတဲ့ဝေငှချက်တစ်ခုလေဝေငှချက်နဲ့ပဲခေါင်းစဉ်တစ်ခုနဲ့ ပါရယေနော်ပါရယက်တခုအနေနဲ့ဖြစ်တာတိကြပြီးနေစင်တိုင်းတဲ့အချိန်တိုင်းအတွက် အတွေ့အကြုံများ မရှိမီကိုကျွန်ုပ်ဆိုရင်ပါဒါဒုတိယတစ်ချက်အခုအသက်ကြောင်းတော့ပြောလာတယ်တဲ့ခုနဥကီလည်းပြောသွားတယ်နော်ဟာလေလုယယေလေပေါ်တယ်သခင်ယေရှုအိုးသခင်ယေရှုယေလေအော်ပြီးမှသခင်နဲ့ လက်တွေ့တွေ့ကြုံခံစားခြင်းမရှိမှကိုစိုးရိမ်တယ်မမားဘူးနော်မမားဘူးနော်ဟာလေလုယာအော်တာလဲကျွန်တော်သခင်ကိုချစ်ပြီးမှကျွန်တော်အော်တာအိုးသခင်ယေရှုလို့သခင်ရဲ့နာမကိုခေါ်တာလဲသခင်ကိုချစ်ပြီးမှကျွန်တော်ခေါ်တာမမားဘူးတပိမဲ့အဲ့ဒီအရာတွေက form တခုလို့တွင်တင်ချက်တခုလို့ခေါင်းစဉ်တခုလို့ ਨੇ ပဲလောက်ရမယ်ဆိုတဲ့ကိစ္စဆိုရင်တော့မာသွားပြီ။ ဒါကြောင့်မို့ तू ပြောတာလीဒီမှာ तू ပြောတဲ့အထဲမှာ ဝေငှချက်တစ်ခုလေခေါင်းစဉ်တစ်ခုဘာရာရက်တစ်ခုအဖြစ်တာသိထားကြပြီးနေစင်းတဲ့အချိန်တိုင်းအတွက်အတွေ့အကြုံများမရှိမီကိုတဲ့အတွေ့အကြုံဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖရားရဲ့စီမံကိန်းလို့ပြောတဲ့အခါမှာဖရားကသုံးပါးတပါးဖရားကကျွန်တော်ရဲ့ဝိညာဉ်ထဲမှာနေရုံမကောက်ဝိညာဉ်ထဲကနေကျွန်တော်ကို နော်ကျွန်တော်ရဲ့အတ္တတားမှာဝိညာဉ်ထဲမှာသလုံးတဝဖြစ်ရောမကောက်ဒီနေ့ကျွန်တော်ရဲ့စိတ်ထဲမှာသူနေရာယူနေကျွန်တော်ရဲ့ဒီကိုယ်ခန္ဓာထဲမှာပါ သူ့ရဲ့အတ္တနဲ့ဝေငှဖြန့်ဖြူးနေတာဝိညာဉ်စိတ်သုံးပိုင်းစလုံးအဲဒီသခင်ရဲ့မျက်မှောက်တော်ထဲမှာ ကျွန်တော်တို့ကသခင်နဲ့လက်တွေ့ကျစွာ တွေ့ကြုံခံစားတော့အတ္တတာဒီနေ့အဲ့ဒီအတ္တတာရှိဖို့အတွက်သူပါပြောလဲဆိုစားပါ ယောက်ျားပါအောင်ပါလဲစားခိုင်းတယ်စားခိုင်းတယ်စားခိုင်းတယ်ကျွန်တော်တို့စားပါတဲ့ဒီနေ့ကျွန်တော်တို့မစားဘဲနဲ့ဘလို့ကြီးမလဲတဲ့ကျွန်တော်တို့ကိုမေးထားတယ်ဒါဆိုရင်ကျွန်တော်တို့ဘလို့စားမလဲဒီနေ့ဒါလေးကိုကျွန်တော်သိဖို့လိုအပ်တယ်သခင်ယေရှုဟာကျွန်တော်တို့ရဲ့အစာဖြစ်ပါတယ်စစ်မှန်သောအစာအဲ့ဒီစကားလုံး ဒါကြောင့်လွန်ခဲ့တဲ့နှစ်ပတ်တုန်းကကျွန်တော်စားတဲ့အခါမှာကျွန်တော်တို့စားတဲ့ထမင်းဟင်းတောင်အဲ့ဒါအစ်စ်မဟုတ်ဘူးတဲ့ယုံတည်းကြိုင်လေအမလေးဘာပြောနေကြသလဲဆိုတော့ကျွန်တော်တို့လှန်ကုန်ပါပဲเนาะလှန်ထွက်သွားပါပဲတကယ်စစ်မှန်ခြင်းဟာတဲ့ခရစ်တော်ကပဲကျွန်တော်တို့ရဲ့အစာဖြစ်တယ်တကယ်မှန်တဲ့ဒါကြောင့်နှုတ်ကပတ်တော်ထဲမှာရေးထားတယ်ညီရတဲ့အရာဟာ တခဏတာပဲတဲ့မမြင်ရတဲ့အရာထာဝရတည်တယ်ကျွန်တော်တို့မြင်ရတဲ့အရာအလုံးကခဏပဲပျောက်သွားလိမ့်မယ်ကျွန်တော်ခဏခဏပြောနေတာဒီစင်ကာပူမှာလေအမလီတိုက်တာအဆောက်အုံတွေကိုဖြိုးနေတာမြင်တော့စိတ်ထဲမှာရာကြီးကြီးဖြစ်တယ်နော်အာဒီလောက်တန်ဖိုးရှိပြီးမှလှတာကောင်းလိုက်တာခိုင်လားမမင်းနဲ့ဒီလောက်ကောင်းတဲ့ ကွန်လိုဒီအဆောက်အုံအမြင့်ကြီးတွေအထက်20 30အမလီအကြီးကြီးတွေကိုဖြိုနေတာတွေ့တော့လေ။အော်ဘာကိုသွားပြောလဲ။ဒါကြောင့်မို့မြင်ရတဲ့ဥစ္စာကလေနေနေမြင်ညပြောက်ပဲ။မြင်ရတဲ့အရာတခဏပဲတည်တယ်။မမြင်ရတဲ့အရာထောင်ရတည်တယ်။ဒီနေ့ဒါကြောင့်မို့ကျွန်တော်တို့ဝိညာဉ်လူရဲ့စစ်မှန်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့သွေးသားကာယနဲ့မြင်ရတာမဟုတ်ဘူး။ဝိညာဉ်ထဲမှာခရစ်တော်ဟာကျွန်တော်တို့ရဲ့အစား နှုတ်ကပတ်တော်ဟာကျွန်တော်တို့ရဲ့အစာအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ပါလို့ရတယ်မွေ့လျော်ဝမ်းမြောက်ရအခုကျွန်တော်ပါလို့နေတာလေတခင်ကျွေးတဲ့နှုတ်ကပတ်တော်ကိုမွေ့လျော်ဝမ်းမြောက်နေဒါစားသုံးနေတာလေဒါစားသုံးနေတာလို့ခေါ်တယ်ဝိညာဉ်ထဲမှာစားသုံးနေတာဒါကြောင့်တခင်ယေရှုပြောတဲ့အခါမှာငါရဲ့အသားငါရဲ့အသွေးကိုမတောက်မစားရဘူးဆိုရင်လည်းတင်တို့အထဲမှာတဲ့အသက်မရှိဘူးငါရဲ့အသားငါရဲ့အသွေးကိုတောက်စားမယ်ဆိုရင်ကတော့ မင်းတို့အထက်မှာငါအသက်ရှိတယ်ဟာလေလုယာဒီနေ့အဲ့ဒါဘာပြောလဲငါပြောတော့စကားဟာဝိညာဉ်ဖြစ်တယ်ဇာတိလူကလေဝိညာဉ်စကားကြားကြည့်မခံစားနိုင်လန်သွားတာပဲလန်သွားတာအဲ့ဒီစကားပြောတဲ့အခါမှာသခင်ယေရှုနောက်မှာလိုက်နေတဲ့တပည့်တော်တွေယုံကြည်တဲ့သူတွေအများကြီးတဲ့ဂျူးလူမျိုးတွေကစွန့်သွားတာလစ်သွားတာမခံနိုင်မစားနိုင် တထပ်ပြောလိုက်သေးတယ်တခင်ယေရှုကသူ့ရဲ့တပည့်တော်တွေမင်းတို့ကိုသွားကျင်သေးလားအဲ့ဒီတဲမှာပေတရုပြောတဲ့စကားအယံကောင်းတယ်ထောင်ရအသက်နဲ့အသက်ကြီးဟုတော်တဲ့နော်အသက်ကိုတဲ့ကျွန်တော်တို့ဘယ်မှာသွားရှာမလဲတဲ့ကိုတော်ကတဲ့စစ်မှန်တော်ထောင်ရအသက်ကိုတော်စီမှာပဲရှိတယ်ဟာကောင်းလိုက်တာအဲ့ဒီစကားလို့ဒီနေ့ချစ်တော်မိသားစုကျွန်တော်တို့ အခင်ခရစ်တော်ဟာကျွန်တော်တို့ရဲ့စစ်မှန်သောအစာဖြစ်တယ်။တချို့ဒီနေ့ကျွန်တော်တို့စားသုံးခြင်းကလေအရန်အရေးကြီးအဲ့ဒီစားသုံးချက်ကျွန်တော်တို့မလုပ်စီလေ။ကျွန်တော်တို့ရဲ့အသက်တာကိုဖခင်ရဲ့အသက်နဲ့စိတ်ဆက်ထုံးဖွဲ့ပေးတာ။ဖခင်ရဲ့အသက်နဲ့စိတ်ဆက်ထုံးဖွဲ့ပေးတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အသက်တာမှာဘာဖြစ်လာလဲ။အေးဖခင်ရဲ့အသက်ကကျွဲဝလာတဲ့အခါမှာကိုကိုယ်တိုင်တခင့်ကိုမွေးလျော်ဝမ်းမြောက်ရုံမကဘူးတဲ့ဒီမှာဒီမှာဖတ်တဲ့အခါမှာလေ။ ူဘာပြောလဲဆိုရင်တင်ဒီတဲ့ခရစ်တော်ရဲ့ကြွေးမွေးခြင်းနဲ့ပြည့်ဝသောအခါတဲ့အခြားသူများကိုခရစ်တော်အားဖြင့်ကြွေးမွေးနော်ကြွေးမွေးပေးရမည်ဖြစ်ပြီးကျွန်တော်တို့ကကိုယ်တိုင်စားရုံမကတော့အခုကကျွန်တော်အားဖြင့်တင့်အားဖြင့်သူ့တို့ဘာတွေကိုပြန်ကြွေးမွေးရတော့မှာတခင်ယေရှုကိုရောကိုချစ်ပါတယ်ဒါကြောင့်ဒါလေးနဲ့ဤကုန်းချုပ်လိုက်တော့မယ်ဒီနေ့ညမှာเนาะအများကြီး ွေးလျော်ဝမ်းမြောက်ရတဲ့ခန်းနေเนาะနည်းနည်းလေးပဲကျွန်တော်အာတာလီနဲ့ညီကုံချုပ်မယ်။ဒါကြောင့်မို့တဲ့ကျွန်တော်တို့ခရစ်တော်ဟာတဲ့တင့်အแท၌ရှိနေပြီးကိုတော်ဒီအလွန်ပြင်အသက်ရှင်စစ်မှန်၍တဲ့အလွန်ပြင်လက်တွေ့ကြတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထမအသိတရားနဲ့ပဲခီးစပ်ဖို့အသက်တာအแทထဲမှာလက်တွေ့ကြဖို့ experience သူ့ကြုံခံစားတော့အတ္တတာရှိဖို့သင်ဒီတဲ့နေစဉ်အစာအဖြစ်ကိုတော့ကိုစားသုံးခြင်းနဲ့တောက်သုံးခြင်းရှိတော့ကစားပါတဲ့တောက်ပါတဲ့အဲ့ဒါသင်ဒီကိုတော်နဲ့အတူကိုတော်အဖြစ်အသက်ရှင်မီဖြစ်ကစားတဲ့အခါမှာတောက်တဲ့အခါမှာကိုတော်နဲ့အတူအသက်ရှင်မီဖြစ်ကတဲ့ကိုတော်ရဲ့ပုံမှန်ထိန်းချုပ်ပြီးခြင်းစားတောက်တဲ့အခါမှာကိုတော်ရဲ့ထိန်းချုပ်ပြီးခြင်းခံရမယ်ဗိတ်တိတ်ပြီးခြင်းအောက်၌ရှိမီ ျွန်တော်တို့ဒီအခြားသူများထံခရစ်တော်ကိုအစာအဖြစ်ဝေငှပေးမိဆိုပါကအထက်ပါအတွေ့အကြုံကိုအချိန်တိုင်းတွေ့ကြုံခံစားကျွန်တော်တို့တရားဟုတ်ခြင်းစီတိုင်းဒီအတွေ့အကြုံကိုခံကိုခံစားရဖို့ရှိတယ်အဲ့ဒီခါကျမှပဲသူတစ်ပါးတွေကိုကျွန်တော်တို့ပြန်လဲဝေမျှလို့ရတယ်လူများဒီတဲ့ခရစ်တော်ရဲ့ကြွေးမွေးခြင်းခံရမည်ဆိုပါကတဲ့ကိုတော်ဒီသူတို့၌ဒဇာပလာဖြစ်လာကခရစ်တော်ကိုခန္ဓာမှာတဖြည်းဖြည်းကြီးမားလာပြီး တိဆောက်ခြင်းရှိနိုင်မည်ဖြစ်သည်အာမင်ဒီနေ့အမတ်လက္ခဏာတစ်ခုကခုနကျွန်တော်ပြောတဲ့အတိုင်းအသင်းတော်ကိုတိဆောက်ခြင်းအသင်းတော်ကိုတိဆောက်ရဘူးလေကျွန်တော်အထဲကနေခရစ်တော်ကိုတော်တိုင်ဖြစ်တယ်ခရစ်တော်အထဲကနေထွက်လာတော့တစုံတစ်ခုတစုံတရာကပဲစစ်မှန်တော့အသင်းတော်အသက်တာအာဒံကနေထွက်လာတဲ့ဧဝကပဲအာဒံရဲ့တစုံတရာဖြစ်တယ်သူ့အတွက်ဖြစ်တယ်အာမင်ဒါကြောင့်စစ်မှန်တော့အသက်တာကိုဒီနေ့ တခင်ရဲ့အသက်ကျွန်တော်အထဲမှာအလုံးလုံးဆောင်ခွေရလားအဲ့ဒီတွေ့ကြုံခံစားတော့အသက်တာရှိဖို့အသက်ရှင်ခြင်းအသက်တာတခင်ရဲ့ထိန်ချုပ်ပေးခြင်းအသက်တာအာမင် တခင်ကိုမွေးလျော်ဝမ်းမြောက်ခြင်းနဲ့ကျွန်တော်တို့စားသုံးတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်မွေးလျော်ဝမ်းမြောက်ရုံမကဘူးကျွန်တော်တို့ကိုယ်တိုင်ကြွယ်ဝခြင်းခံစားရရုံမကဘူးကျွန်တော်တို့ရဲ့အသက်တာအဖြစ်သူတို့ဘာရဲ့အသက်တာမှာတခင်ရဲ့ကောင်းမြတ်ခြင်းကိုနော်စီစင်းတဲ့ သားသမီးတွေအင်္ဂါဝင်တွေဖြစ်လာမယ်အဲ့ဒီခါကျတော့အသင်းတော်စစ်မှန်ခြင်းကိုကျွန်တော်တို့ကတာပြည့်မြင်တွေ့ဆရာအကြောင်းရှိမယ်ဆိုတာဒီနေ့ကျွန်တော်စာသုံးရတာလေစစ်စင်ဝင်ကပါတယ်အရောက်တိုင်းပုံမှာဖျားကောင်းကြီးရှိပါစေနော်